ဒီနေ့ကျွန်တော်တို့ဗိုလ်တော်ဦးနေဇွန်လ17ရက်နေ့တနည်းအားဖြင့်ညဘက်မှာအမေရိကန်နိုင်ငံရဲ့ပေါ့နော်အရေးကြီးငွေကြေးဖောက်မောက်မှုတရင်ချရတဲ့ထွက်ပေါ်ရှိတဲ့တရက်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာ့ရွှေ့စင်းနေတာကိုကျွန်တော်တုံ့တက်ပြောကြားပြသွားဖြစ်ပါတယ်။အဲ့ဘက်ကမှဒီနေ့ကမ္ဘာ့ရွှေ့စင်းနေတာဘယ်လိုဖြစ်လာနိုင်မလဲကျွန်တော်တို့စပြီးတော့ကျွန်တော်တုံ့တက်ကြည့်လိုက်အောင်ပေါ့နော်။ဟုတ်ပြီ။အဲ့ဘက်ကကျွန်တော်ကမ္ဘာ့ရွှေ့ရဲ့ချက်လေးကိုကျွန်တော်တွားကြည့်လိုက်မယ်။ဒါတော့ကမ္ဘာ့ရွှေ့ရဲ့ချက်ကိုကျွန်တော်အတုံးတုံးကတရက်တာနေတာကိုကိုစားပြုပြီးတော့ကျွန်တော်ကြည့်နေခြင်းဖြစ်ပါတယ်။ လက်ရှိကမ္ဘာချွေစီရလေကျွန်တော်ကပဲတက်နေရရင်မဟုတ်ကြနေရရင်မဟုတ်ပြဒီကြားထဲပဲကျွန်တော်ပြေးနေရအောင်တွေ့ရလေကျွန်တော်တို့ဒီမှာဗျာကျွန်တော်တို့ဒီနားလေးတဝိုက်ကြည့်ဗျာဒါတက်နေရရင်မဟုတ်ကြနေရရင်မဟုတ်ဒီကြားထဲပဲပြေးနေခြင်းဖြစ်ပါအပေါ်ဆိုကျွန်တော်တို့တုံးတုံးရှင်းကားဆိုကြပါဆိုအောက်ဆိုကျွန်တော်ဒီဆုံးတုံးတုံးတုံးနှစ်ရှိခုဒီကြားပဲပြေးနေဘယ်နှပတ်ရှိလဲဆိုကျွန်တော်၃ပတ်လောက်ရှိပြီနော်တင်းတင်း၃၄၅၆ခု၈ခု၃ပတ်၄ပတ်နီးပါးတော့ရှိနေပြီခင်ဗျာဒီကြားထဲပဲပြေးနေတယ် အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အမေကဒီနေ့မှတော့ဈေးအလောက်ခတ်ကြီးကြီးမားမားမြင်ရမယ်လို့မှန်းနေပြန်တယ်။ဘာလို့ဆိုကမ္ဘာချွေးသဘောတဘာဝါယာကျွန်တော်အဲ့လောက်ကြီးအကြာကြီးငိမ့်နေပြီဆိုရင်ဈေးအလောက်ခတ်ဖြစ်ပြီဆိုတော့ဈေးအလောက်ခတ်ကျန်းလိမ့်မယ်။ဟုတ်ပြီ။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ဘယ်ဘက်သွားမယ်မှန်းထားလဲ။ကျွန်တော်တို့ပြီးခဲ့တဲ့အလောက်ကန်ဒေတာတွေထွက်ခဲ့တဲ့ကျွန်တော်တောက်ကြနေရလဲဈေးထိုးကြခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ပြတော့တော့အောင်မရောက်ခဲ့ဘူး။ပြီးတော့ တနင်္လာနေ့နဲ့မနေ့ကကျွန်တော်အင်ကာနေ့မှာဆိုတဲ့ဈေးကအပေါ်ပြန်ပြန်ထောင်တက်ခဲ့တယ်ပေါ့နော်အဲ့အပတ်ခါမှာဈေးကအပေါ်ပြန်ဆွဲတင်တဲ့နေသားမျိုးတွေ့နေရတယ်ခင်ဗျဘာလို့ပြန်ဆွဲတင်တယ်လို့ကျွန်တော်ပြောတယ်လေဈေးဒါတကယ်လို့အသက်ဖက်တာသွားမယ်ဆိုဗျာကျွန်တော်တို့ဗျာမနေ့ရဒီ1အပိတ်ဈေးရောတနင်္လာနေ့ရဗျာတရက်တာအပိတ်ဈေးရောမနေ့ရတရက်တာအပိတ်ဈေးရောအနည်းဆုံးဗျာ330အထက်တော့အေးအေးဆေးဆေးပြိနိုင်တယ်ဈေးကမှန်းနဲ့ညပတ်ဒီမှာဆိုကျွန်တော်တက်တက်သွားရယ် ပြီးတော့ပြကျွန်တော်တရက်တာဈေးပိတ်မဲ့အချိန်နဲ့ကြာအောင်ကျွန်တော်330အောက်ကိုပြန်ပြန်ပိတ်နေတယ်ပြီးတော့မနက်ခင်းအရှဈေးကွက်ချင်းနေမှာဆိုဈေးကပြန်ပြန်ကျနေပြန်ကျပြီးမှပြန်တက်သွားတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့ဒါဖိတာပိတဲ့ခါမှာကျွန်တော်အမြင်အပြောင်းမယ်ဆိုရင်တော့ဈေးကကျွန်တော်တို့အယောင်းသမားကြီးပေါ့သူတက်ပြပြကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေတုန်းကအမေရိကန်အလောက်ကင်ဒေတာကိုအခြေခံပြီးတော့ရောင်းမဲ့သူတွေပြီးတော့တပတ်ကကျွန်တော်တို့ပြနိပညာပိုင်းရတယ်ဗျာကျွန်တော်တို့ကအဲ့ တောက်ကြနေတော့ဈေးအကျနဲ့ပြီးသွားတဲ့အခါမှာကျွန်တော်တို့ပြီးခဲ့တဲ့ပေါ့နော်ဒီတပတ်တင်းနာမီကရာစာပြီးတော့လိုက်ရောင်းနေတဲ့ဒူတွေကိုရှင်းထုတ်နေတဲ့ပုံစံမျိုးလို့ကျွန်တော်ယူဆတယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်အဲ့မှာဆိုဈေးကပြန်ပြန်ဆွဲတင်သွားတယ်တနည်းအားဖြင့်ကျွန်တော်အယောင်သမားတွေ risk management လုပ်တာဆိုရင်အယောင်သမားတွေရဲ့အရှုံးပိုင်းဈေးတန်းကိုလာစားနေတဲ့ပုံစံမျိုးပေါ့တနည်းအားအဲ့ရလေးကိုလာစားလဲပြီးမှပြန်ကျသွားတဲ့ပုံစံမျိုးအဲ့လိုအနေထားမျိုးလို့ကျွန်တော်ကတော့သုံးသပ်မိတယ်ခင်ဗျအဲ့ဒါပတ်သက်ခါမှာကျွန်တော်ဒီနေ့မှာတော့ကဘာရွှေကိုကျွန်တော်အကြမ်းမ်းတယ် ဘာလို့အကြမ်းမန်းတလဲရှင်းပါတယ်ပြီးခဲ့တဲ့2ရက်လုံးမှာဗျာကျွန်တော်ဒီတစ်ပတ်တွင်တလင်းလာအင်ကာ2ရက်လုံးကဘလောက်ပဲဈေးတက်ပါစေအဲ့3330ဈေးတန်းထက်မှကျွန်တော်တို့တရက်တာဈေးမပိတ်နိုင်လို့ဖြစ်ပါအဲ့အဖက်ကကျွန်တော်ဒီနေ့ကပတ်ရွှေဈေးကိုကျွန်တော်အကြမ်းမန်းပါတယ်အကြမ်းမန်းနဲ့ဆိုရှင်းပါတယ်ဈေးတက်တိုင်းကျွန်တော်အမြင့်ဈေးမှာလိုက်ရောင်းဖို့အားပေးခြင်းပါတယ်ဟုတ်ပြီအဲ့အဖက်ကမှကျွန်တော်တို့ဒီမှာအချိန်တနာရဲ့အတိုင်းတာနဲ့ကြွားကြည့်လိုက်အောင်ဘယ်ဈေးကနေမှရောင်းတင်လဲအချိန်တနာရဲ့အတိုင်းတာပြည်စင်းနဲ့ကြွားကြည့်မယ်ဆိုရောင်းတင်တဲ့ဈေးတန်းနေ့ကတော့ကျွန်တော်တို့ လက်ရှိရောက်နေတယ်ဗျာဒီ3340ဇီလန်နာဝင်ကျင်မှာလည်းကျွန်တော်အယောင်းကြိုက်တယ်ဗျာဒီ3340နာဝင်ကျင်ပေါ့ဗျာကျွန်တော်တို့အာတိကျပြောပါဆိုကျွန်တော်3345နဲ့3340ကြားဝင်ကျင်ဆိုကျွန်တော်အယောင်းကြိုက်တယ်တော်တော်40ကြာဝင်ကျင်ပေါ့နော်ဒီဝင်ကျင်ဆိုကျွန်တော်အယောင်းကြိုက်ပေါ့ရောင်းဖို့အားပြင်ပါတယ်ဟုတ်ပြီဒီစီနန်းစုံထက်ဖောက်တက်သွားရင်ရော ဒီစီရင်စုံသက်ဖောက်သက်သွားရင်တော့ကျွန်တော်ဒီပုံမှန်ကျွန်တော်နောက်ထပ်ရောင်းစရာစီရင်စုံကတခုပဲရှိတော့ကျွန်တော်တို့330 60နဲ့330 80စီရင်စုံပြ330 80စီရင်စုံပေါ့နော်ကျွန်တော်တို့အဲစီရင်စုံမှာကျွန်တော်ရောင်းလို့ရအဲ့ပြက်ကတင်းတို့ရောင်းမစီရင်စုံကနှစ်ခုပဲရှိတယ်330 40နဲ့335ကြာစီရင်စုံပြီးရင်ကျွန်တော်တို့330 60နဲ့330 80ကြာစီရင်စုံဖြစ်ပါတယ် အက်ဆီဒန့်ဆုံးနေမှာကျွန်တော်ကဘာရွှေကို risk ရဲရဲယူပြီးတော့ရောင်းလို့ရတယ်။တုံးတုံး40နဲ့တုံးတုံး55ချားရောင်းနေဆိုရင်ပြင်ကျွန်တော်အရှုံးပိုင်းစီဒန်ကိုတုံးတုံး50အထက်လောက်ပေးအမြတ်ပိုင်းစီဒန်ကတော့ကိုကစောင့်နိုင်နေဆိုရင်တော့ဗျာကျွန်တော်တို့ဒီတစ်ပတ်သူအနေအဆုံးကြားခဲ့တယ်ဗျာကျွန်တော်တို့3နှစ်60နာတီကိုကအမြတ်ပိုင်းစီဒန်ယူလို့ရတယ်။ဒါမှမဟုတ်ကိုကပပပဲလိုချင်တဲ့တိတ်မစောင့်နိုင်ဘူးဆိုရင်ဗျာကျွန်တော်တို့3 30လောက်ထိပဲယူပေါ့။ဟုတ်ပြီ။အဲ့လိုပဲကျွန်တော်အပေါ်က 3360နဲ့3390ကြာရောက်ခဲ့လို့ရောင်းခဲ့တယ်ဆိုရင်လည်းအရှုံးပိုင်းဈေးနှုန်းကိုပြကျွန်တော်3380အထက်လောက်ပေးအမြတ်ပိုင်းဈေးနှုန်းကခုနလိုပဲကွာစောင့်နိုင်ရင်တော့3290လောက်တိယူမစောင့်နိုင်ရင်တော့ပြကျွန်တော်ဒီ3330လောက်တိပဲယူပေါ့နော်ဟုတ်ပြီဒါလေးရောကျွန်တော်အယောင်းတက်ပေါ့နော်အဲ့ဒါပြတတ်ပြတ်ကကျွန်တော်ဒီနေ့ဈေးကြမယ်မှန်ထားတယ်ဘယ်ချိန်မှကျွန်တော်ရဈေးကြမယ်ဆိုတဲ့သုံးသက်ချက်ကမှားနိုင်တယ်လို့မေးမယ်ဆိုရင် ဒီနေ့တနေ့သာတင်ပေါ့နော်ဒီ3390ဆိုတဲ့ဈေးရန်အထက်မှာကဘာရွှေဈေးအချိန်တနာအတိုင်းတာနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်နော်ကျွန်တော်ရဒီနေ့အတွက်ကဘာရွှေဈေးရဈေးအကျအားတနိုင်တယ်ဆိုတဲ့သုံးသက်ချက်လေးမှားပြီလို့သာယူဆလိုက်ပါခင်ဗျအဲ့3390ဈေးရန်အထက်မှာအချိန်တနာအတိုင်းတာပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 Booker နဲ့နဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းကျွန်တော်ဒီနေ့ကဘာရွှေဈေးကိုဈေးတက်တိုင်းလိုက်ရောင်းဖို့ကျွန်တော်အားပေးချင်ပါတယ်ကျွန်တော်ပြောတဲ့ဈေးရန်စုံတွေမှာဈေးတက်တိုင်းလိုက်ရောင်းလို့ရပါတယ်ခင်ဗျ ဟုတ်ပြီအဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကဒီနေ့ကပ္ပရွှေစီတော့ကျွန်တော်ကြာမယ်မှန်းထားတယ်3390အထက်မှာအချိန်တစ်နာရီအတိုင်းတာအပေးစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်เนาะကျွန်တော်ရဲ့အဲ့ဈေးကြာမယ်ဆိုတော့တမချက်လေးမှတ်သွားပြီပေါ့နော်အဲ့ဒါပတ်သက်ခါမှာအဝယ်သွက်ဆိုရင်ရောအဝယ်သွက်ကတော့ကျွန်တော်3390အထက်မှာကျွန်တော်ခုနပြောခဲ့တယ်အချိန်တစ်နာရီအတိုင်းတာအပေးစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ကျွန်တော် live ဝယ်ပို့အားပေးခြင်းနဲ့ live ဝယ်ပါကျွန်တော်အနည်းဆုံးမတက်ဘူးဆိုတော့ဗျာကျွန်တော်3400အထိကျွန်တော်တက်နိုင်မယ်အရှုံးပိုင်းစီတန်းကားကိုဗျာကျွန်တော်3360အောက်လောက်ပေး အဲ့လိုမဟုတ်ဘဲနဲ့ဈေးရပြားထိုးကျသွားလို့ကျွန်တော်တို့ဘယ်အောက်ဘယ်နားလောက်ရောက်ပြလဲလို့မေးမယ်ဆိုကျွန်တော်ဒီအာ3နောက်ဒီနောက်ဝင်းကျင်ပေါ့နော်ကျွန်တော်တို့390နာရောက်တယ်390 380ဝင်းကျင်ရောက်တယ်ဆိုရင်အဲ့ဈေးတန်းမှာနီးပညာပိုင်းရအတီပူကျတော့တစ်ချက်ပြန်စောင့်ကြည့်ပြနီးပညာပိုင်းရကျွန်တော်ကြည့်နေတဲ့ကန်တေရီကအတီပူကျပြန်စောင့်ကြည့်ပါအဲ့ဈေးတန်းဆုံးမှာကျွန်တော်နီးပညာပိုင်းရဝယ်ဖို့အတီပူကျရပြီဆိုရင် 3.85နဲ့3.90ကြားစီးနှောင်းဆောင်မှာဒီပညာပိုင်းရဝယ်ဖို့အတိပြကြရပြီဆိုရင်အဲ့စီးနှောင်းမှာပြန်ဝယ်လို့ရပါတယ်ကျွန်တော်တို့ပြန်ဝယ်လို့ရပါတယ်အမြတ်ပိုင်းစီးနှောင်းကိုဘယ်လောက်လောက်အထိယူလို့ရလဲမိမယ်ဆိုရင်ကျွန်တော်တို့ဒီလောက်လောက်အထိပေါ့နော်ကျွန်တော်တို့အာ3.35လောက်အထိပဲယူပါအရှုပ်ပိုင်းစီးနှောင်းကတော့ဗျာကျွန်တော်တို့3.80အောက်လောက်ပေးပါအဝယ်တော့တိတ်ပြောကျွန်တော်လောဘမကြီးနေခင်ဗျကျွန်တော်အမြင်ရပါတော့ပြီးရင်ကျွန်တော်တို့ကဗျာတကယ်လို့ဒီအောက်ပါဈေးဖောက်ကြသွားရင်ရောဒီမှာလဲဝယ်ဖို့အတိပြကြမပြပါနဲ့ဗျာဈေးကစက်ကြသွားရင်ရော သွားတဲ့ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်ဝယ်မဲ့စတဲ့ဆောင်ကတကူပဲရှိတော့ဒီ3နှစ်40ကြာ3နှစ်59နဲ့3နှစ်40ကြာစတဲ့ဆောင်ပြအဲ့3နှစ်59နဲ့3နှစ်40ကြာစတဲ့ဆောင်မှာနီးပညာပိုင်းကကျွန်တော်အတီပူချက်ဆက်စောင့်ကြည့်ပါအဲ့ပြန်တက်ဖို့အတီပူချက်ရပြီဆိုရင်တော့3နှစ်59နဲ့3နှစ်40ကြာစတဲ့ဆောင်မှာဝယ်လို့ရပါတယ်အမြတ်ပိုင်းစည်းတန်းကိုတော့ကျွန်တော်3နှစ်80လောက်ထိယူပါအရှုံးပိုင်းစည်းတန်းကတော့ကျွန်တော်3နှစ်40အောက်လောက်မှာပေးပါခင်ဗျ ဒါလေးရောကျွန်တော်ဒီနေ့အတွက်ဝယ်ရမယ့်ရောင်းမစင်းလေးဖြစ်ပါတယ်ကျွန်တော်ကတော့ဈေးအကျမှန်းထားတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်ကတော့ဒီနေ့အတွက်ပေါ့နော်အယောင်းကိုပို့ပြီးဦးစားပေးခြင်းနဲ့ဈေးတက်တိုင်းအယောင်းကိုပဲပို့ပြီးဦးစားပေးခြင်းပါတယ်ဒါပေမဲ့ကျွန်တော်မှားနိုင်ခြေရှိတဲ့အနေထားကိုလည်းကျွန်တော်ကြိုးပြီးပြောထားတယ်ပေါ့နော်ကျွန်တော်နဲ့အမြင်တူအကြိုက်တူမှသာကျွန်တော်ပြောရဲ့ဈေးရနေတိုင်းလိုက်ပြီးအောင်ဝယ်လုပ်ပါပြီးတော့ကျွန်တော်ပြောတဲ့ risk management တွေကိုလည်းအရှုံးပိုင်းဈေးရနေကိုလည်းတိတ်ချပေးထားဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့အပတ်တဲ့ခါမှာဒီနေ့တရက်တာပိတ်စေးပေါ့နော်တရက်တာပိတ်စေးဘဲပေါ်ပိတ်ခိုင်ကဘာချွေစီစီ အတက်အားဆက်ကောင်းမလဲလို့ပြောမှာဆိုရင်ကျွန်တော်ဒီနေ့တရက်တာအပိတ်ဈေးတာကျွန်တော်တို့အဲ3355အထက်မှာတရက်တာဈေးပိတ်နိုင်ခဲ့မှာဆိုရင်တော့ကပ္ပရွှေဈေးဈေးအတက်အားကျွန်တော်တို့ပြန်ကောင်းပါလိမ့်မယ်ခင်ဗျနောက်ရက်ဒီမှာပေါ့နီးပညာပိုင်းနောက်ရက်ဒီကြာတိုင်းလာလိုက်ဝယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ချင်ပန်းနေတဲ့ဒီနေ့တရက်တာပိတ်ဈေးတာကျွန်တော်တို့ဗျာဒီ3.85အောက်မှာ ပိတ်ခဲ့တဲ့ဆိုရင်တော့ကပ္ပရွှေဈေးပေါ့ဒီ3.85ဆိုရဈေးတဲ့အောက်မှာဈေးပိတ်ခဲ့တဲ့ဆိုရင်ပေါ့ ဒီ3.85ဆိုရဲဈေးနှန်းလေးအောက်မှာဈေးပိတ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကမ္ဘာရွှေဈေးနောက်ရက်ဒီမှာဈေးအကျအားဆက်ကောင်းနိုင်ပါတယ်နောက်ရက်ဒီမှာလိုက်ရောက်ဖို့ပဲပြင်ထားပါတော့เนาะအဲ့ဒါဘက်က3.85အောက်ပိတ်မလားဒီနေ့တည်တာပိတ်ဈေးက3.35ပေါ့နော်ဒီ3.35အထက်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်လည်းလေ့ရှင်းသွားအောင်ကျွန်တော်ဒီမှာတခြားဟာလေးကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ကျွန်တော်ဟုတ်ကဲ့ကျွန်တော်ဟုတ်ပြီ တော့တော့၄၅တော့၄၅၃နှစ်၃နှစ်ရှင်းအောင်ပေါ့နော်ကျွန်တော်ဟုတ်ပြီတော့တော့၄၅အပေါ်မှာတရတာဈေးပင်ဈေးဆက်တက်မယ်နောက်ရက်ဒီမှာ၃နှစ်ရှင်းအောင်မှာတရတာဈေးပင်ဈေးပြန်ကြမယ်ဈားထဲမှာပိတ်သွားရင်တော့နောက်ရက်ဒီမှာတရတာချင်းလိုက်ဈေးကွက်နေထားအောင်မူတည်ပြီးတော့ကျွန်တော်သုံးသက်ရလိမ့်မယ်ခင်ဗျတနည်းအားဖြင့်ဒီလိုမျိုးကျွန်တော်တို့ consolidation ပေါ့နော်တနည်းအားဖြင့် sideway စိမ့်ငိမ့်တဲ့အနေဒါဆက်ပြေးဖို့အလားအလာများသွားနိုင်တယ် โอเคဒါလေးကကျွန်တော်ရဲ့ဒီနေ့တည်းကဒါနီးပညာပိုင်းရာတောက်တဲ့ချက်လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒရင်းဘက်ကိုတွားကြည့်လိုက်အောင်ဒီနေ့မှာအရေးကြီးတဲ့ဒေတာတွေထွက်ပေါ်ရှိရခင်ဗျဒီနေ့ညဗမာစံတော်ချိန်ည9:00နာရီချိန်မှာအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုเนาะမေလငွေကြေးဖောင်းပွားမှုနှစ်အလိုက်လအလိုက်ကျွန်တော်ဒေတာတွေထွက်ပေါ်ရှိတယ်အဲ့ဒါပြတာပြကမှာငွေကြေးဖောင်းပွားမှုနှုန်းကဒေါ်လာမယ်လို့တော့မှန်းထားတယ်သူတို့ပေါ့เนาะ2.5% 0.3%ဟုတ်ပြီအဲ့ဒါပြတာပြကမှာကျွန်တော်တို့က ဒီနှစ်ထဲပေါ့နော်ဒီနှစ်ထဲမှာကျွန်တော်ကအဲ CPI ဒေတာတွေထွက်တဲ့ yes ဆိုရင်ညဆိုရင်ကပ္ပချွေစိတ်ကအတက်အားကောင်းနေရှိတယ်ခင်ဗျဒါကျွန်တော်တို့လေ့လာကြည့်ရဒီနှစ်ဇန်နဝါရီလအစပြီးရောပေါ့နော်ပြီးခဲ့တဲ့မေလအထိက CPI ဒေတာထွက်ပြီဆိုရင်ဗျအဲ့နေ့ကညဘက်မှာဈေးအတက်အားကောင်းနေရှိတယ်အတက်အားနည်းတာနဲ့အတက်အားများတာပဲကွာအဲ့ဒီတရက်တာဗျဈေးအတက်နဲ့ပိတ်လိရှိတယ် CPI ဒေတာထွက်ပြီဆိုရင် ဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်က9လစတိုက်ရှိပြီဗျာဇန်နဝါရီလကတည်းကကျွန်တော်တို့အခုပြီးခဲ့တဲ့မေလအထိပေါ့နော်9လစတိုက် CPN data ထွက်နေဆိုတရက်တာနေတာဈေးအတက်နဲ့ပိတ်တဲ့ညဘက်မှာဈေးအတက်အားကောင်းနေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီတစ်ခေါက်မှာစန့်ကျင်ပန်းပင်ဖြစ်မလားပေါ့ဘာလို့လဲမဲ့ဆိုပြီးခဲ့တဲ့ပြာကျွန်တော်တို့အဲ NAV ပြီးခဲ့တဲ့အပတ်အလောက်ကနေတာမထွက်ခင်တရက်အလိုကလည်းကျွန်တော်တို့ကြာပေးနေမှာဈေးအကျအားကောင်းသွားခဲ့တယ်ကျွန်တော်တို့အရင်ကပေါ့နော်အရင်တုန်းကအဲ NAV မထွက်ခင်တရက်လိုမှာဈေးအကျအားကောင်းတယ် အဲ့ပြီးခဲ့တဲ့ကြတာပဲအပတ်ကြတာပဲနေရလဲဈေးအကြအကောင်းသွားခဲ့တယ်။အဲ့ဟာပတ်သက်ပတ်သက်ခါမှာကျွန်တော်ရှေ့ရဖြစ်တဲ့ဟာတွေကတော့မှပြန်ပြန်ဖြစ်နေရပေါ့နော်။ဒါပေမဲ့ဒီတစ်ခေါက်မှတော့ကျွန်တော်ဖြစ်နေကြအစင်လာကိုကျွန်တော်ကွဲထွက်သွားမလား။ဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ကထရိတ်တိုင်းတော်တော်များများဒီအချက်ကိုကျွန်တော်ကသတိပြုမိနေလောက်ပြီ။ဒီ CPI data threat နေဆိုကမ္ဘာ့ရွှေဈေးကတည့်ရတဲ့နေသားမှာအတက်နဲ့ပိတ်တယ်။ကျွန်တော်အတက်အားနေတာနဲ့အတက်အားများတာပဲအဲ့ရပဲ quality ရှိတာပြတာပြတဲ့ကံဒီနေ့မှတကြပါကျွန်တော်တို့ တော်များများတော့ထရိတာတွေကကပ္ပရွှေကိုကျွန်တော်တို့အဝယ်လိုက်ကြမထင်နဲ့ဈေးကြတိုင်းအဝယ်ဘက်ကိုအာတန်နေကြနိုင်ပြီအဲ့ဒါပြတဲ့ကမှဒီနေသားမှာပြကျွန်တော် CPN data ထွက်ပြီးရချိန်မှာဈေးဆွဲချသွားတာမျိုးဖြစ်နိုင်မလားဈေးကျသွားတာမျိုးဖြစ်နိုင်မလားပေါ့နော်ဒါတော့ကျွန်တော်ရဲ့အမြင်သာဖြစ်ပါတယ်မှန်ကျင်မှလည်းမှန်ပါလိမ့်မယ်ဒါမှကျွန်တော်အမြင်နဲ့တုံ့တက်ချက်ရအရင်ကဖြစ်ခဲ့တဲ့အစဉ်လာတွေချိုးပြတ်ပြီးတော့ဒီည CPN data ထွက်တဲ့ချိန်မှာဒီဘက်သူရလက်ကောင်းကောင်းမကောင်းကောင်းကပ္ပရွှေဈေးကအကျပြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ် အဖရိကဒီညာ CPN တွေထွက်ချိန်မှာကမ္ဘာ့ရွှေ့စီဘလို့အလောက်ခက်ဖြစ်မလဲဒီညာအမေရိကန်စီးကွက်ချိန်မှာကမ္ဘာ့ရွှေ့စီကျွန်တော်မှန်းထားတဲ့အတိုင်းအကြပြမလားဒါမို့လဲကျွန်တော်မှန်းထားတဲ့စံချိန်ပတ်အသက်ဖက်သွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်တပတ်ကဒေါ်လာအင်ဒက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်ဒက်က69အထက်မှာအထက်တော့ပြင်းရောက်လာတယ်တရားနာကိုဒေါ်လာအင်းသက်ချင်းကတ်နိုင်ပို့လို့လည်းခင်ဗျကမ္ဘာရွှေ့ဈေးအကြအားကောင်းမှုတော့ဆိုရင်အနည်းဆုံးတရားနာပြဖြစ်နိုင်တရားအထက်မှာအထက်ကိုဖောက်တက်သွားနိုင်ပို့လို့ရတယ်အဲ့လိုဖောက်တက်နိုင်မှသာကျွန်တော်တို့ ကဘာထွေစီရတဲ့တရင်ပိုင်းရအကြအာတာသွားနိုင်မှာဖြစ်ပါအကြအာတာဆိုရေတူအကြဗျာရေတူအကြအာတာသွားနိုင်မှာဖြစ်ပါတယ်အဲ့ဒါပတ်ကမှာဒေါ်လာအင်းသက်ကလည်းဒီညအဲ့ငွေကြေးဖောင်းပေါင်းမှုဒေတာတွေထွက်တဲ့ချိန်မှာဘယ်လိုမျိုးတုံ့ပြန်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြာကျွန်တော်မင်းညားဟောမှာတရုတ်နဲ့အမေရိကန်ပေါ့နော်ကွန်တိုအေးဆွေးနွေးနိုင်ပတ်သက်ပြီးတော့အာတို့ထုတ်ပြန်မှုတွေရှိရပေါ့နော်တရုတ်ဘက်ကတော့တို့အာသဘောတူညီကြရမယ်လို့မျှော်လင့်နေတယ်ပေါ့နော်အကောင်းဆုံးစူးစမ်းနေပေါ့ဒါမဲ့လဲအာအမေရိကန်ဘက်ကတော့ တအားကြီး trade တူတူမှတ်ချက်ပေးရမျိုးမရှိဘူးတချို့သော trader တွေတုံးသက်တချို့သော investor တွေတုံးသက်နေရတိုးနဲ့အမေရိကန်ကုန်သွယ်ရေးဆွေးနွေးတာကသဘောတူညီမှုကရဖို့ခက်ခဲတဲ့ဘာညာအဲ့လိုမျိုးတုံးသက်နေကြတွေ့ရပေါ့သူတပြည့်အမေရိကန်ဘက်ကကိုယ်စားလှယ်ညံ့မကောင်းဘူးပေါ့နော်ညံ့မကောင်းတဲ့အနေအထားကြီးပြစ်တာပြစ်တဲ့ခါမှာအဲ့ဒီအနေအထားကိုခြေခံပြီးတော့တုံးသက်နေကြတာမျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်ပုံမှန်အနေအထားမျိုးစဉ်းစားမယ်ဆိုတော့တိုးနဲ့အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုအဆင်မပြေရင်တော့ကဘာချူစီတက်နိုင်မှာပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်တတိထားမှာကကျွန်တော်ဒီလိုတတိနေကလက်ွက်တွေများပါတယ် ီညမှာကျွန်တော်အမေရိကန်အဗန်နာရေးဝင်ကြီးရပေါ့နော်ဒီတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရင်ထုတ်ပြန်ဖို့ရှိရသူပြောဖို့ရှိတယ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တစ်ချက်တော့သတိထားလိုက်မြတ်ကျွန်တော်ကဒီငွေကြေးပေါင်းပေါင်းမှုဒေတာတွေအောင်ဆက်နေရတယ်အဲ့ဘက်ကထုတ်ပြန်ချက်ကိုသတိမထားပဲသတိမထားမိပဲနဲ့နေလိမ့်မယ်အဲ့ဘက်ကမှာအရာလေးကိုသတိထားဖို့လိုပါတယ်သူတို့အမေရိကန်စံတော်ချိန်နဲ့ဆိုမနေ့ပိုင်းမှာအမေရိကန်ဗနာရေးဝန်ကြီးကျွန်တော်ဘတ်ဆန်ကပေါ့နော်ဘတ်ဆန်ကကျွန်တော်တို့ သူထုတ်ပြန်ညံချက်လုပ်မှာဖြစ်ပါတယ်သူရဲ့ညံချက်ကိုလည်းတတိထားဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်အမေရိကန်ပြည်တွင်းပြည်ထနာတွေပေါ့နော်အမေရိကန်ပြည်တွင်းပြည်ထနာရလက်ရှိမှာတော့သုံးဆန်တိုင်း trunk ကတော့သူပြည်နယ်အဆောင်သက်တွေလွတ်ပြီးတော့ဖြည့်ရှင်းနေရပေါ့နော်ကျွန်တော်အမြန်ပြောမယ်ဆိုတော့မကြာခင်မှာတော့အဲ့ပြည်ထနာပြည်လည်သွားမလားမသိဘူးပေါ့နော်အရင်တော့လည်းကျွန်တော်တို့က trunk တပတ်တပတ်နောက်ဆုံးနှစ်မှာအဲ့လိုမျိုးအမေရိကန်မျိုးကြီးတွေမှာကျွန်တော်အဲ့လိုဆန္ဒပြတယ်ပဲဖြစ်ခဲ့တယ်ဒါမှလည်းတပတ်တပတ်လောက်ကြာပြီးရခါမှာပြည်လည်သွားရပေါ့နော်အဲ့ဒါပြတဲ့ခါမှာအဲ့ဒီပုံစံရကျွန်တော်အမြန်ကတော့အဲ့အမေရိကန်ပြည်တွင်းကဆန္ဒပြမှုတွေက မကြခင်မှာပြည်လဲဖို့အလားအလာများနိုင်ပါတယ်။ဒါပေမဲ့လည်းပြောလို့တော့မရဘူးပေါ့နော်။ဘာကြီးဆက်ပြစ်လာမလဲဆိုတာဆက်ပြီးစောင့်ကြည့်ရတယ်။ဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီအမေရိကန်ပြည်သူရဲ့ပြဿနာတွေကကမ္ဘာရွှေ့စည်းပေါ်တက်ရောက်မှုအများကြီးမရှိသေးပါဘူးခင်ဗျ။ဟုတ်ပြီ။အဲ့အပတ်တခါမှာကျွန်တော်တို့ဒီနေ့ညပေါ့ညဘက်မှာကျွန်တော်တင်းတင်းထွက်ပြီးမှာတော့ကျွန်တော်အမြင်ကတော့ကျွန်တော်ဈေးကြမယ်လို့မှန်းထားတယ်။ဘယ်လိုလေးဆက်ပြစ်လာမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါလေးကကျွန်တော်ရဲ့ဒီနေ့တည့်ရတာ ကဘာရွှေစီကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးသက်ချက်ဗီဒီယိုတွေကိုကျွန်တော်တို့ app to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel တွေကို subscribe လုပ်ကြပါပြီးတော့ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ online အခြေခံသတင်းတွေတက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok ကျွန်တော်ရဲ့အပိုင်ပါရီယာနေစုံစမ်းမိမဲ့နိုင်ပါတယ်ခင်ဗျကဘာရွှေ Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ဂျွန်လ17ရက်နေ့ အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောက်ပွားမှုဒရင်အရေးကြီးဒရင်ကျက်ရက်တွေထွက်ပေါ်ရှိတဲ့တည်ရတာအတွက်ကမ္ဘာ့ရွှေစီအတကြောင်ကိုကျွန်တော်တို့မှတ်မှတ်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေရနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ